အဲ့ငငယ်လေးတွေကအခုချိန်ကြီး၆မိနစ်ကျော်သွားပြီဒါပေမဲ့မစားဘူးတော့မဟုတ်ပဲစားတယ်။ဟုတ်ကဲ့စားသူကြီးပါသေးတယ်။ပြီးတော့သူကနှစ်ကြော်ကြီးယူတယ်။ကြီးတဲ့အန်ထက်တယ်ဗျ။အန်တော့စကြွေးလို့အန်နေပြီးတော့ထင်တာ။ပြီးတော့ကြီးခဲ့ပါ။အဲ့သူတနေ့လောက်မတနေ့ကျော်လောက်မှသူထင်းမှန်းသိရော့။အထမင်းကိုလက်မခံတော့ပါဘူး။ဟိုဝသားအမဲသားမစားဘူး။ဘယ်နဲ့မစားဘူး။ဟုတ်အထမင်းကိုသူကဘယ်လိုပြောလဲသူကိုရှုံစရာကြီးကိုပြောသူ့ကိုပြောခဲ့တယ်။အဲ့တော့သွားလေကသူ့တမုတ်ကယူလာ။ ။တနေ့ကိုတသားကျော်ပေါ့ရတာဟိုက6800ပဲရတာလို့။အပေါ်ဝင်ငွေကြတော့အဲ့လိုမျိုးတန်ရှင်းလေးပဲလိုက်လို့လို့။ဟိုမရှိတဲ့အခါကျတော့ तू ဘိုက်စားလို့ပူစားရင်းချက်မရှိတော့စိတ်ညစ်ရတယ်။သူပူတာတဲ့ချိန်ပတ်တဲ့ကြမ်းမမရှိသူအတက်တဲ့သသောလောက်ကုန်တာ။ဟုတ်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 ။အဲ့လိုမြည်ကြစိတ်မြည်ရအဲ့လိုက်ရှာအောင်မအဲ့လိုမျိုးသူမြက်ရလိုက်ချင်းကားပြီးဝယ်ကြွေးရတယ်။အဲ့စားဖို့ရှိပြန်တော့သူ့တက်ကအဆင်မပြေပြန်။အဲ့လိုမျိုးဟိုဘက်လှည့်ဒီဘက်လှည့်အဲ့လိုမျိုးလှည့်နေရတော့ မိုးဝယ်ရုပ်ကပါခင်ဗျာဟုတ်ကဲ့ပါဒီမှာလေးပြီးပြီတယ်မှာကိုရင်မိုးကလိုကိုရင်မိုးကဟွာစီပင်ပေါ့စီပင်ပါရှူပြီးတာပြီးတာမျိုးလေစီပင်ပါစီပင်တော့အချောင်းနဲ့အချောင်းနဲ့ဟိတ်တာဟိတ်တာဟာဟာ9လကောင်းပြည့်ပြီကောင်းပြည့်ခက်ခဲတော့အများကြီးရှိပါတယ်ဒါပေမဲ့ချွတ်ရတော့မလျှောက်တိကြီးကြအောင်ပြေကတိုင်းရုပ်ကိုလုံးဝမကြောတာပထမဆုံးက ။ခလေးပြောရင်အခုကဖြစ်တဲ့ဟာကျွန်တော်တကယ်မသိပါဘူး။ဟုတ်မသိခဲ့ပါဘူး။ခလေးကဝစ်ချင်ဆိုလို့အရင်ကျွန်တော်လုပ်ပေးခဲ့တာ။ဟုတ်ကဲ့မရှိပါဘူး။တော့အနာပါလေ။တူဝစ်ချင်တော့ကိုယ်တိုင်မလုပ်ခွင့်နိုင်ဘူး။ဒါမင်းနဲ့လည်းမနေနိုင်ဘူး။အဲ့တော့အငငယ်လေးတွေကခုချိန်ကြီး၆မိနစ်ကျော်ပါပြီ။ဒါမင်းမစားဘူး။ ကျွန်တော်ကမဟုတ်ပဲစားတယ်။ကျွန်တော်ကစားသူ့ကြေးပါပြီ။ပြီးတော့သူကနှစ်ကြော်ကြီးယူတယ်။ကြေးတိုင်းအန်ထွက်တယ်ဗျ။အန်တော့တော့စကြွေးလို့အန်နေပြီးတော့ထင်တာ။ပြီးတော့ကြီးခဲ့ပါ။အဲသူတနေ့လောက်မတနေ့ကျော်လောက်မှသူထင်းမှန်းပြီးရော။အထမင်းလက်မခံတော့ပါဘူး။တော့ဝသားအမဲသားမစားဘူး။အမင်းလည်းမစားဘူး။အော်အမင်းကိုသူကဘယ်လိုပြောလဲဆိုသူ့ကိုရှုံးစရာကြီးလို့ပြောသူ့ကိုပြောခဲ့တယ်။မစားတာ။တော့စားရင်မစားဘူး။မစားဘူး။အဲမစားဘူးတနေ့လုံးမစားဘူးအဲချောင်းနေလောက်လား။အဲမဟုတ်ပဲ။ ပေါင်မုတ်တွေစားတော့မဟုတ်အစုံပဲသူစားကျင်တဲ့မဟုတ်တော့ကုံစားတယ်ပေါင်မုတ်တွေပါလို့သူမကြိုက်ရင်ယူပဲစားတယ်ဟုတ်အံ့ငိုတာမစားနိုင်ဘူးလေမဖြစ်ဘူးလားမျိုးပါတော့တိတ်မဖြစ်ဘူးတခါကြီးကျမှသာမိုးတွေပိုင်းပြီးရလို့ပြီးတာအဲသူ့တော့ကတနေ့ကိုတသောင်းကျော်လောက်ကတနေ့တသောင်းကျော်လောက်ကပတ်စပ်ဖဲတာအစုံစားတယ်သူ့ပိုင်းမိုးတွေတော့ယွန်းတယ်လို့ပြောတာမသိဘူးနောက်ပိုင်းစားရင်တော့မသိဘူးခုချိန်ကြီးတော့6နှစ်လောက်လုံးကတော့မစားသေးဘူးသမ ्या စားရင်သူကထသွားနန်လို့ဆိုပြီး အာဒီထဲဝင်ရမှာလန်လို့ဆိုပြီးတော့မစားတော့အဲတော့သွားလေရသူ့တော့မုတ်ကယူလာတနေ့ကိုတသောင်းကျော်ပေါ့ရတာဟိုက6800ပဲရတာလို့အပေါ်ဝင်ကြတော့အဲ့လိုမျိုးတန်ရှေးလေးပဲလိုက်လို့လို့ဟိုမရှိတဲ့အခါကျတော့ तू ဘိုက်စားလို့ပူစားရင်းမရှိတော့စိတ်ညစ်ရတယ်သူပူတာလည်းချိန်ပတ်သက်တကြမ်းမှမရှိသူတက်တဲ့သောင်းလောက်ကုန်တာဟုတ်ဟုတ်ဟုတ်အဲ့လိုမြေကြစိတ်မြေကအဲ့လိုက်ရှာအောင်မယ်အဲ့လိုမျိုးသူများရှေ့လိုက်ချင်းကားပြီးဝယ်ကြည့်ရတယ် အစားဖို့ရှိပြန်တော့သူ့တက်ကအဆင်မပြေပြန်ဘူးလို့မျိုးဟိုဘက်လှည့်ဒီဘက်လှည့်အဲ့လိုလှည့်နေရတော့ဒီလူကဒီကအကုန်ဝယ်ပေးတယ်ပေါ့ရုံးရတဲ့တလားတယောက်5000အဲ့လိုမိုးပေးတယ်ပေါ့ဝမ်းဝမ်းလဲနေတယ်ပေါ့တော့သူကလူဈေးကြီးတာလို့ပါသူစားနေတယ်အဲ့လိုပူစားဟုတ်ကတော့အဲ့နောက်ကြံဝယ်ကြွေးမယ်လို့မျိုးပြောတယ်။တော့ဝယ်ကြွေးအနောက်ပတ်စံရှိနော်။သူစားကြတယ်သွားဝယ်ကြွေးလဲ။သူကမွေးတော့ကျတော့ဒီရိုးရိုးသားသူ့မွေးတော့ဘိုက်တွေပါတယ်မနာဘူး။ဒါပဲမွေးတာ။ ဘိုင်းနာတော့မို့သူမိုးတွေရွာကြရဲ့အဲဘိုင်းမနာတော့သူမိုးကတိတ်သွားအဲ့လိုမျိုးဟုတ်ပါသူ့မိုးကချောချောရှူရူပဲရိုးရိုးပဲမိုးရဟိုအိမ်မက်မက်တော့သူကဟိုပါဘာလဲဝတ်ပြုစင်ကြယ်ပုံစံမျိုးနဲ့ဘေးနားမှာမိမနှစ်ယောက်ကသူရက်ခတ်ပေးသူနှစ်နှစ်ကျော်ထိကျွေးတယ်ကျွေးတိုင်းသူကမစားဘူးမစားပဲအန်ထုတ်တယ်ယုံလို့တဲ့အဝတ်သားလိုအမဲသားလိုသူပို့ဆိုးတယ်။ဟိုမိမိုင်းနှစ်ယောက်ကရက်ခတ်ပေးနေသူကအသားဖွေးပြီးအဖြူရောင်ဝိုက်ဆက်ဝေထားတာ။အဲ့လိုမျိုးသူ့ကိုဘလူးခေါ်မလဲခေါ်မလဲအဲ့လိုမျိုးလိုက်မိတာပေါ့။အဲ့လိုမျိုးတော့မပြောဘူး။ ိုင်းမှသူ့ဝိုင်းပဲနေတာပတ်စံမရှိဘူးလားပတ်စံမရှိရင်ရှားပေးမယ်အဲ့လိုမျိုးအာတရားမို့တရားကအဲ့လိုမျိုးပေးတယ်ဟုတ်ဟုတ်သူအဲ့လိုမျိုးတော့မပူစားဘူးဟာကြက်ကြော်တမျိုးပဲပေါ့လေအဲ့လိုတပြည့်မုတ်တစ်ပိုင်းမပူရဘူးသူစားနေတိုင်းကိတ်မုတ်ပါမုတ်အေးလောက်ပဲပူလာကြက်ကြော်တခါကျမှပူစားတာလေသူများလိုဟမ်ဘာဂါလိုဘာလို့အဲ့လိုမျိုးပူစားဘူးအမူဂျိုထားတယ်မူဂျိုအဲ့သုံးနေစတိုင်းလုံးထားတော့ဆီယမ်မထမင်းမဆိုင်ကြောင်းလာမတယ်တော့မတက်ဘူးအနောက်ပိုင်းညာသုံးနေလုံးဆီယမ်မကြီးရလေးတော့ကဲမဆားတဲ့ထားလိုက်တော့ကျန်တဲ့ကလေးထမင်းကျူတယ်သူ့အိုင်အိမ်ရပဲမုတ်တွေပဲထည့်တယ်ပြရတယ် တဲ့ကလေးကထမင်းကြိုက်ပြီးထဲသွားတယ်။ဒီနေ့ကကြောင်းတက်ကပါ။သူတို့ပြောနေတော့တမျိုးစိတ်ချမ်းသာတာသူအဲ့လိုမျိုးဖေးကြတာတိတ်မပူတော့အဖေပတ်ဆိုင်ရှာပေးအမေကဝယ်ကျွေးရမှာအဲ့လိုမျိုးဘိုးကထမင်းနဲ့နံရတော့ခေါင်းလေးပိုင်မူးနေရောဘာမှမပြောတော့